မင်္ဂလာပါရှင်ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းချမှာကတော့မြို့နယ်ပေါင်း260ကျော်တွင်ရွေးကောက်ပွဲကျင်းပရန်အတွက်ကနေဦးရထားတဲ့သတင်းဖြစ်ပါတယ်မြို့နယ်ပေါင်း260ကျော်တွင်ရွေးကောက်ပွဲကျင်းပရန်အတွက်ကနေဦးရထားကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကသိရပါတယ်လာမယ့်ရွေးကောက်ပွဲတွင်မဲအများဆုံးရသူအနိုင်ယူစနစ် FBTB နဲ့အချိုးကျကုစားပြုစနစ် PR နှမျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာလွတ်တော်ရေကောက်ပွဲဥပဒေနီးဥပဒေများပြဋ္ဌာန်းထုတ်ပြန်ပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်း UEC ကဆိုထားပါတယ်ရွှေကပွဲကျင်းပမယ့်ရထုတ်ပြန်ကြေညာပြီးတဲ့အချိန်တွင်ဖြစ်ပေါ်လျက်ရှိတဲ့နေမြေဒေသလုံးကျုံ၏အခြေအနေအရရွှေကပွဲကျင်းပနိုင်တဲ့မြို့နယ်များတွင်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့မကျင်းပနိုင်တဲ့နေမြေများကိုလည်းထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။ပြည်တော်စုရွှေကပွဲကော်မရှင်ရဲ့လက်ရှိစီရင်စရာများအရ မြို့နယ်ပေါင်း269မြို့နယ်မှာကျင်းပဖို့ရှိပါတယ်လို့ UEC ကဖြေကြားထားပါတယ်။ရွေးကောက်ပွဲကိုနေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိသောနေမြေများမှလွဲပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်များအလုံးတွင်ဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲ၍ကျင်းပရန်ရထားကြောင်းလည်းသိရပါတယ်။ပြောင်းလဲချက်သုံးမဲ့ရွေးကောက်ပွဲစနစ်နဲ့ကိုင်ညီသောသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နီးဝူတွေများပြဋ္ဌာန်းထုတ်ပြန်နိုင်ရန်စာဝန်လျက်ရှိကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနေမြများအလိုက်တတ်မှတ်လွတ်တော်ကုစရေများကိုရွေးချယ်နိုင်မှာဖြစ်ပြီးဥတွေပြဋ္ဌာန်းပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်းယူစီကဆိုထားတယ်လို့သိရှိရပါတယ်ရှင်။